ဂုံတိတ်ခါကိုပြန်လဲယူဆောင်လာသူအမိုက်စားရွှေတမန်အခန်း90တမ94အထိထိုစကားပြောပြီးတဲ့နောက်တွင်ရှာလော့တယောက်စိတ်ထဲတွင်အလွန်မင်းနာကျင်ခံစားသွားခဲ့ရသည်မမင်းကလေးကများတတိမိသားစုတွေကိုလက်ထက်ဝင်ရောက်ပြီးတက်တောင့်တက်တာစင်ကြကြဘဝကိုပိုင်ဆိုင်ကလူတိုင်းရဲ့အားကြမှုကိုခံရဖို့စိတ်ကူးမြင်ဖူးရဲ့နေမီနီရှာလော့ကလည်းတာမန်မင်းကလေးတယောက်ပင်ဖြစ်သည်ဒါကြောင့်ဆော်ယာမီသားစုစီမှကြီးမားလာတဲ့စိတ်ဆက်လက်ဆောင်များအားရုတ်တရက်ရလိုက်တဲ့ခါတွင်သူမှဝမ်းသာလုံးသဖြင့်အီတန်ဆော်ယာရဲ့သားကမိတို့ရုပ်ရည်မျိုးရှိပြီးဘလို့စိတ်နေစိတ်ထားမျိုးရှိတယ်လဲဆိုတာကိုတောင်စိတ်မဝင်စားခဲ့ပေ သူမတွင်လည်းမာနတရားရှိပေသည်သူမရဲ့လက်ဖော်ကင်းဒီစိန်ခံကားအားမောင်းနေနေချိန်တွင်ဆွေမျိုးများရဲ့ချီချူဩဘာတံများနဲ့လမ်းသွားလမ်းလာတွေရဲ့အားကြတဲ့အကြည့်တွေကိုမြင်ရတဲ့အခါသူမအလွန်မင်းကျင်နဲ့နေမိခဲ့သည်သူမရဲ့ရင်ခွင်ထဲသို့ရွှေထုတ်ကြီးတစ်ခုပြုတ်ကျလာခဲ့ပြီးသူမရဲ့ဘဝကြီးလုံးဝပြောင်းလဲသွားတော့မယ်လို့သူမခံစားခဲ့မိသည်သို့တော်လည်းဒါရီအားလုံးကနားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်လိမ့်မယ်လို့မိသူကထင်ထားလိုက်မိနီညစာစားပွဲနေ့ကအင်တာကွန်တီနန်နယ်ဟိုတယ်တွင်အီတန်ဆော်ယာကသူမရှိမှတင်ထိုကိစ္စအားညှဉ်းဆန်းခဲ့ခြင်းကသူမအားမယုံနိုင်လောက်အောင်ရှက်ရွံ့ပြီးအနေရခတ်သွားစေခဲ့သည် လွန်ခဲ့တဲ့ရက်အနေငယ်တွင်မှာပင်သူမအလွန်အမင်းဝမ်းနေပြီးနာကျင်ခံစားနေခဲ့ရတော့လေသူမရဲ့ခံစားချက်တွေကိုရင်ဖွင့်စရာလူတယောက်မှမရှိခဲ့ပေ။ဒေါမနစ်အားထိုစကားအများကိုပြောလိုက်ချိန်တွင်ရှာလော့တယောက်မျက်ရည်တွေကျလာပြီးသူမရဲ့ဝမ်းနေမှုကိုဆက်ပြီးထိန်းချုပ်မထားနိုင်တော့ပေ။အီတန်ဆော်ယာရဲ့သားကအိမ်ထောင်ကျပြီးသားဟုတ်လား။ဒီစကားကိုကြားလိုက်ရတော့ဒေါမနစ်လည်းအံ့အားသင့်သွားသည်။ဒါကမဟုတ်သေးဘူးလေ။စရင်ထဲမှာစစ်ဆက်လက်ဆောင်ဆိုတဲ့စကားလုံးတွေကိုရှင်းရှင်းလင်းလင်းရေးထားရပဲမဟုတ်လား။ဒါတွေကစစ်ဆက်လက်ဆောင်တွေဆိုတာသိချပါဗါ။အီတန်ဆော်ယာကသူ့သားကိုစားလက်ထက်ခွင့်တောင်းခဲ့တာလား။ဒါမှမဟုတ်ရှာလော့ကများ ဒေါမနစ်ကမရငယ်ဆိုတဲ့စကားလုံးကိုထုတ်မပြောခဲ့တော့လဲသူပါကိုဆိုလိုတလဲဆိုတာကိုတော့လူတိုင်းကရှင်းရှင်းလင်းလင်းသဘောပေါက်ကြသည်ရှာဟော့ကတော့သူဆိုလိုတာကိုသဘောမပေါက်ပဲစစ်ဆက်လက်ဆောင်ဆိုတဲ့စကားလုံးတွေကိုပဲကြားလိုက်သည်ဟုတ်ပေသည်ဒါတွေကတကယ်ပဲစစ်ဆက်လက်ဆောင်တွေပဲဖြစ်သည်ဒါပေမဲ့သူမအတွက်မဟုတ်ခဲ့ပေအဲ့ဒီအစားဒါတွေကလူကတ်စီကနေခြေရုံအတွက်ရည်ရဲခဲ့ခြင်းဖြစ်သည်ရေစရာကောင်းဒီမှာသူမကလူကတ်ကိုတောင်းလောင်ပြောင်းခဲ့သေးပြီးသူကခြေရုံကိုဒီလောက်တန်ဖိုးကြီးတဲ့လက်ဆောင်တွေဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့သည်သူမကလူကတ်အားအသုံးမချတဲ့ကောင်လို့အောင်ခေါ်ခဲ့ပြီးအိမ်ကနေထွက်သွားတဲ့နယ်လို့ပြောခဲ့သေးသည် ငါကတကယ့်ကိုဟာတာပါပဲလားကာယန်ကအနေရခက်စွာနဲ့သူမလက်တွေကိုပုတ်တက်လိုက်သည်ဒေါမနစ်အဲ့ဒီစေးဆက်လက်ဆောင်တွေကတကယ်ပဲရှားလို့အတွက်မဟုတ်ခဲ့ပါဘူးဒါတွေအလုံးကနားလည်မှုလွဲနေကြတာပါနားလည်မှုလွဲတယ်ဟုတ်လားဒေါမနစ်ကာရာကချက်ချင်းပဲဒေါသတွေပောက်ကွဲထွက်သွားတော့သည်သူကကာယန်တို့အိမ်တွင်နိုင်ပေါင်းများစွာအချိန်ဖြုန်းခဲ့ရပြီးစိတ်နှောက်ရှက်တောင်ပေးခံခဲ့ရသေးသည်အခုတော့ဒါတွေအလုံးကနားလည်မှုလွဲမှခြင်းတစ်ခုသာဖြစ်ပြီးရှားလို့ကစော်ယာမီသားစုတွေကိုလုံးဝလက်ထက်မှာမဟုတ်ဘူးဆိုတာကိုကြားလိုက်ရသည့်အချိန်မှဖြစ်သည် ဒေါမနစ်ကမတက်ထရက်လိုက်ပြီးသူတို့ကိုရန်လိုတဲ့အကြည့်တွေနဲ့စိုက်ကြည့်ကဟိန်းဟောက်လိုက်သည်ဒီလောက်ရေးကြီးတဲ့ကိစ္စကိုနင်တို့ကဘလို့လုပ်ပြီးမပြောရတာလဲအရင်တုန်းကငါ့ရှိမှဒီအကြောင်းကိုကြွားနေုံကနင်တို့တော်တော်လေးမာနာကြီးပြီးမမာနေခဲ့တာမဟုတ်လားနင်တို့လုတ်တက်တာဆိုလို့ဟန်ဆောင်ပြီးကြွားဖို့ပဲရှိတာလားပြည်တနာဖြေရှင်းတဲ့နေရာကြတော့ဘာမှအသုံးမချဘူးနင်တို့ကတကယ်ကိုအမိုက်တွေပဲငါနင်တို့ကိုပြောထားမယ်ကာတာမီသားစုရင်ဆိုင်နေရတဲ့လက်ရှိအခြေအနေကနင်တို့ကြောင့်ပဲနင်တို့သာကာတာမီသားစုကိုဒုက္ခရဲကနေလွတ်မြောက်အောင်လုပ်ဖို့နေလန်တစ်ခုကိုအမြင်မရှာပေးနိုင်ဘူးဆိုရင်နင်တို့အားလုံးငါနဲ့တွေ့မယ် ဒေါမနစ်ကပြောပြီးနောက်ဒေါသတကြီးနဲ့ထွက်သွားခဲ့သည်။ကာယန်ကသူ့နောက်ကိုလိုက်ပြီးသူ့ကိုတားဖို့ကြိုးစားခဲ့တော့လဲဒေါမနစ်ကသူ့ကားထဲဝင်ပြီးမောင်းထွက်သွားတာကိုပဲကြည့်နေလိုက်ရသည်။သူမကဒေါသထွက်လုံးသဖြင့်တကားဝရင်ခြေဆောင်ပြီးမရက်မနာဆဲဆိုနေခဲ့သည်။ဝီလျံကလည်းစိတ်ချေနေမကောင်းပေ။မင်းကဘာလို့အော်ဟစ်နေတာလဲ။သူထွက်သွားတာတောင်ကြာလာနေပြီ။ကျမကသူ့ကိုဂရုစိုက်နေတယ်လို့ရှင်းထင်နေတာလား။ကျမကသူကျမတို့ကိုပြန်ပြောင်းနေခွင့်ပေးပြီးကာရာကော်ပိုရေးရှင်းမှာအလုပ်လုပ်ခွင့်ပေးဦးမှာလားလို့မေးချင်တာ။ကာယန်ကပြောလိုက်သည်။ဝီလျံကခနဲ့တဲ့တဲ့ရေလိုက်သည်။ဘလို့လုပ်ဖြစ်နိုင်တော့မှာလဲ။ မင်းမမြင်ဘူးလားသူဒီကိုလာတာငါတို့နဲ့အလွမ်းတယ်နေဖို့မဟုတ်ဘူးကာတာမီသားစုကအကြက်တဲကြီးတစ်ခုနဲ့ရင်ဆိုင်နေရလို့သူကငါတို့ကိုစော်ရမီသားစုစီသွားပြီးတောင်းပန်ခိုင်းချင်နေလို့ပဲငါတို့သာကာတာမီသားစုကိုဒီကြက်တဲကနေဖြည့်ရှင်းပေးနိုင်ခဲ့မယ်ဆိုရင်တော့သူကငါတို့ကိုအိမ်နဲ့အလုပ်တွေပေးတာလိုမျိုးအကျိုးကျေးဇူးတချို့တော့ပေးဖို့စဉ်းစားကောင်းစဉ်းစားလိုက်မယ်ဒါပေမဲ့အခုငါတို့ကသူ့ကိုမကူညီနိုင်ဘူးဆိုတော့သူကငါတို့ကိုဂယုဆိုင်တော့မှာမဟုတ်တာရှင်းနေရပါပဲဝီလျံရဲ့ခနဲ့တဲ့တဲ့စကားလုံးတွေကြောင့်ကာယန်တယောက်ပြောစရာစကားမဲ့သွားခဲ့သည်ဟုတ်ပေသည် သူတို့ကဒေါမနစ်ကာရာအတွက်အသုံးမဝင်တော့ဘူးဆိုရင်သူတို့ကိုနည်းနည်းလေးမှတောင်အာယုံဆိုင်မှာမဟုတ်ပေ။သို့တော်လည်းဝီလျံရဲ့ခုနကစကားများကကာယန်ကိုအတွေ့တစ်ခုရသွားစေခဲ့သည်။သူမကလက်ခုပ်တီးလိုက်ပြီးစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်သည်။ဟုတ်သားပဲ။ဒါကမဖြစ်နိုင်တာမှမဟုတ်တာ။ငါတို့သာကာတာမီသားစုကိုဒီချက်တဲကနေဖြည့်ရှင်းပေးနိုင်ခဲ့မယ်ဆိုရင်ဒေါမနစ်ကာရာကငါတို့ကိုကျေးဇူးတင်ပြီးအလွန်အမင်းတန်ဖိုးထားလာမှာသိကြတယ်။သူကငါတို့ကိုကုမ္ပဏီမှာအလုပ်တွေလည်းပေးလိုက်မယ်။သူကကာတာမီသားစုတစ်ခုလုံးကိုတောင်ရှင်းလက်ထဲကိုအပ်လိုက်နိုင်သေးတယ်။ ဝီလျံကကာယန်ကိုအယူတယောက်ကိုစိုက်ကြည့်နေတယ်လို့မျိုးကြည့်လိုက်ပြီးခနဲ့တဲ့တဲ့ပြောလိုက်သည်မင်းပါအိမ်မက်တွေမက်နေပြန်တာလေကာတာမီသားစုကနောက်ဆုံးမိခိုရာဖြစ်ငါတို့စီကိုရောက်လာခဲ့ရဖြစ်ရမယ်ဒီလောက်လူတွေအများကြီးတောင်မဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုကိုငါတို့ကဖြေရှင်းနိုင်မယ်လို့မင်းကဘာကိစ္စထင်နေရလဲမင်းကအခုထိငါတို့ကဆော်ယာမီသားစုရဲ့ခမီးခမတ်တွေလို့ထင်နေုံလားငါတို့အဆက်ကွဲတာမလုံလောက်သေးဘူးလို့ထင်နေတာလားကာယန်ကတော့အီတန်ဆော်ယာရဲ့ရှေ့တွင်အဆက်ရခဲ့တယ်လို့တကယ်မခံစားခဲ့ရပေအဘဲကြောင့်ဆိုတော့၎င်းမှာနားလည်မှုလွဲမခြင်းတစ်ခုသာဖြစ်နေတော့ကြောင့်ဖြစ်သည်သို့တော်လည်းဆော်ယာမီသားစုရဲ့ခမီးခမတ်မဖြစ်နိုင်တော့တာကတော့ တကယ်ကိုနှက်မျောเสียရကောင်းပြီးသူမမှာဘာပြောပိုင်ခွင့်မှမရှိတော့ခြင်းကအမှန်တရားပင်ဖြစ်သည်ဝီလီယံနဲ့ကာယန်တို့နှစ်ယောက်လုံးကမကြင်မနှက်ချက်များအားပြောနေချိန်တွင်ရှာလော့တယောက်အိမ်ကနေဘယ်ချိန်ကလေးကထွက်သွားမှန်းသတိမထားမိလိုက်ကြပေစိတ်ပြက်ပြီးဝမ်းနည်းနေသောရှာလော့ကအိမ်မှာဆက်မနေချင်တော့ပဲသူမမိဘတွေရဲ့မကြင်မနှက်ပြောဆိုတန်များအားစိတ်ရည်နားမထောင်ချင်တော့ပေသို့တော်လည်းသူမမှာတခြားသွားเสียရနေရာလည်းမရှိတော့ကြောင့်သူမရဲ့အခင်ဆုံးတငယ်ချင်းဖြစ်သူဆိုဖီတာနာစီတို့ဖုန်းခေါ်လိုက်သည်ဆိုဖီငါစိတ်ညစ်နေလို့ငါနဲ့အတူတူလာတော့ပေးပါလား သူတို့တွေ့ဆုံဖို့သဘောတူထားတဲ့ဘာတို့ဆိုဖီရောက်လာချိန်တွင်ရှာလော့ကဝိုင်းတော်များများကိုမော့ချပြီးနေချစ်ပြီးဗီဝေဝေဖြစ်နေခဲ့ချစ်သည်။သူမဘေးတွင်အမျိုးသားတော်များများကရှာလော့အားမစင်မချင်းစိုက်ကြည့်နေကြသည်။အခါအားလျော်စွာသူမအနာကပ်လာပြီးစကားဆက်မိပြောဖို့စူးစမ်းတဲ့လူတွေလည်းရှိနေခဲ့သည်။ရှာလော့ရဲ့ညှင်းပယ်မှုကိုခံလိုက်ရတော့လဲသူတို့ကထွက်သွားဖို့ညှဉ်းဆန်နေကြကသူမအားဆက်ပြီးဝိုင်းရံကပရော့ပရီလုပ်နေကြသည်။ဆိုဖီကသူမအတွက်အလွန်မင်းစိတ်ပူသွားပြီးရှာလော့အားဆွဲထုတ်ဖို့အမြန်ပြေးသွားလိုက်သည်။ဆိုဖီနေရောက်လာပြီလား။ငါတောက်ချင်သေးတယ်။ရှာလော့ကနီးရဲနေသောမျက်လုံးများအားဖွင့်လိုက်ပြီး သူမရဲ့အခင်ဆုံးတငယ်ချင်းအားကြည်လိုက်သည်အေးပါငါတို့နေအိမ်ကိုသွားပြီးတောက်ကြမယ်အရက်တွေထက်ဝဲသွားပြီးနင်းတောက်ချင်တဲ့လောက်တောက်လို့ရတယ်ဆိုဖီကရှာလော့ကိုအလျင်မြန်ချော့မော့ကဘားထဲကနေသူမအားတွဲ၍ခေါ်ထုတ်သွားခဲ့သည်သူတို့နှစ်ယောက်ကားထဲကိုဝင်ဖို့ပြင်နေချိန်တွင်အမျိုးသားတစ်ယောက်ကရုတ်တရက်ပြေးထွက်လာပြီးသူတို့အားအဝင်ဝတွင်တားဆီးလိုက်သည်ရှာလော့နင်ငါ့ကိုကူညီရမယ်စော်ယာမီတားစုစီသွားပြီးငါတို့အတွက်စကားကောင်းလေးတွေပြောပေးပါဒါကနင့်အတွက်အရန်လွယ်ပါတယ်ငါအရင်ကအမားတွေလုတ်ခဲ့မှန်းငါသိပါတယ်ငါနင့်ကိုတောင်းပန်ပါတယ်နင်တာမကူညီရင်ကာတာမီတားစုကပြစ်စီသွားလိမ့်မယ် ပြီးတော့အဖိုးကငါ့ကိုတက်လိုက်မယ်ငါ့ကိုဒီတစ်ခါပဲကူညီပါဟာ Price ကရှာအော်ရဲ့လက်ကိုစုပ်ကန်ရင်းစိုးရင်တကြီးအော်ဟစ်လိုက်သည်သူစီမအရက်နဲ့တွေကလည်းထွက်နေခဲ့သည်နေ့လယ်ခင်းကဒေါမနစ်ရဲ့စူပူချိန်ပေါင်းပြီးနှင်းထုတ်တာကိုခံလိုက်ရပြီးတဲ့နောက်တွင် Price ကသူ့တငယ်ချင်းတို့နဲ့အရက်သွားတောက်ခဲ့သည်သို့တော်လေသူသားရှာအော်ကိုဆော်ယာမီသားစုစီကနေတနားညာရာမှုတောင်းပေးဖို့သဘောတူအောင်မလုပ်နိုင်ခဲ့လျင်သူ့ဖိုးကသူ့ကိုအိမ်ထဲကိုခြေတလန်းတောင်ဝင်ခွင့်ပေးမိမဟုတ်ပေထို့ကြောင့်သူကရှာအော်အားခြေရခံလိုက်ပြီးသူမအားနောက်တစ်ခါထပ်တွေ့ရန်စူးစမ်းခဲ့ခြင်းဖြစ်သည်ထွက်သွားစမ်းကျမရှင်ကိုပြောပြီးသားပဲ ီကိစ္စအတွက်ကျွန်မကိုလာမရှာနဲ့လို့ရှာလော့ကမျက်လုံးဖွင့်ပြီး Bryce အားဆက်ဆုပ်ရင်ရှာတဲ့အကြည့်နဲ့ကြည့်လိုက်သည်ဒီလူတွေအားလုံးကငါ့စီကိုပဲလာနေကြတယ်အဲ့ဒါကဘာအတိတ်ပဲရှိလို့လဲငါကစော်ယာမီသားစုနဲ့လည်းဘာမှမပတ်သက်ပဲနဲ့ Bryce ကရှေ့တို့လိုက်ပြီးတခုခုပြောဖို့စူးစမ်းနေတော့မှာပဲ Sophie ကရှာလော့အားကားထဲသို့အလျင်မြန်တုံးထည့်လိုက်ပြီးစက်နိုးကအမျက်မှောင်ထွက်သွားခဲ့သည် Bryce ကကားနောက်ပိုင်းကိုချိန်ချောက်တဲ့အမူအရာနဲ့စက်ကြည့်နေခဲ့သည်နင်ကဒီလောက်တောင်ရက်ဆက်ဖို့ဆုံးဖြတ်ထားမှတော့ငါ့ကိုအပြစ်မတင်နဲ့ ကားမောင်းနေရင်ဆိုဖီကနောက်ကြည့်မှန်တဲ့ကရှားလော့ရဲ့ပုံရိပ်ကိုကြည့်လိုက်ပြီးရှားလော့တယောက်နေမကောင်းပုံပေါက်နေတာကိုမြင်လိုက်ရတဲ့အခါစိုးရိမ်တကြီးနဲ့မေးလိုက်သည်ရှားလော့တခုခုဖြစ်လို့လားရှားလော့ကခေါင်းခါပြလိုက်ရင်မျက်ရည်ဆက်တွေကသူမရဲ့ပါပြင်ပေါ်သို့လှိမ့်ဆင်းလာခဲ့သည်သူမကမျက်ရည်များအားတုပ်လိုက်ပြီးနောက်စိတ်ပြတ်အငဲနေသည့်အပြုံးတစ်ခုနဲ့ဆိုဖီအားကြည့်လိုက်သည်ဘာမှမဖြစ်ပါဘူးဒီနေ့ငါနဲ့နဲ့စိတ်တက်ကြနေလို့ပါခဏနေရင်အဆင်ပြေသွားမှာပါဆိုဖီကစက်ပြီးမင်းမြန်ဖို့မတင်တော်တော့ဘူးလို့ခံစားလိုက်ရတာကြောင့်အိမ်ပြန်ရောက်မှပဲထက်မေးဖို့ဆုံးဖြတ်လိုက်သည် သူမရဲ့အခင်ဆုံးတငယ်ချင်းတယောက်ဒီလောက်တောင်စိတ်ပြက်အားငယ်နေတာကိုမြင်ရတာကဆိုဖီအားစိတ်မကောင်းဖြစ်စေခဲ့သည်ဆိုဖီကကားမောင်းလာရင်လူပြက်တိနေရာသို့ရောက်လာချိန်တွင်ဟမ်မာကားကြီးတစ်စီးကအရှိန်အရှိလမ်းဆောင်မှရုတ်တရက်အရှိန်ပြင်းပြင်းနဲ့မောင်းထွက်လာပြီးသူမကားရဲ့ခီးတဲ့ထိုင်ကုန်ပတ်ချံအားဝင်တိုက်လိုက်သည်ထိုင်ကျေလောင်လာသည့်အတန်နဲ့အတူဆိုဖီရဲ့ကားကမှတ်များတစစီချေမို့သွားပြီးအတင်းကျပ်ရက်တန်သွားခဲ့ရသည်ရှာလော့ကထိုရွတ်တက်ခိုက်မှုရဲ့တန်ကြောင့်နေရာမှာတင်တတိလက်သွားခဲ့သည်ရှာလော့ဆိုဖီတယောက်ခေါင်းတွေမူဝေနေခဲ့ပြီးရှာလော့ရဲ့အခြေအနေကိုစိုးရိမ်တကြီးစစ်ဆေးဖို့စူးစမ်းလိုက်ပြီးရဲစခန်းသို့ဖုန်းခေါ်ဆိုရန်သူမဖုန်းအားကောက်ကင်လိုက်သည် သို့တော်လည်းအဲ့ဒီအချိန်မှာပဲသူမကားအားဝင်တိုက်ခဲ့သည့်ဟမ်မကားကြီးရဲ့တကားတွေပွင့်လာပြီးလူကောင်းမဟုတ်နိုင်လောက်သည့်တမထွားချိုင်းသောအမျိုးသားတချို့ကရှာလော့ဘေးမှကားတကားအားဖွင့်လိုက်ကြသည်ရှင်တို့ဘာလုပ်တာလဲဆိုဖီကထိတ်လန့်တကြားအော်ဟစ်လိုက်တော်လဲသူမအနီးရှိကားပတင်းပေါက်မှလက်တစ်ဖက်ကဝင်ရောက်လာပြီးသူမရဲ့လက်ပင်အားရချလိုက်သဖြင့်ချက်ချင်းတတိလက်မြင့်မျောသွားခဲ့သည်တချိန်ထဲမှာပင်လူတချို့ကရှာော့အားကားတွေကနေဆွဲထုတ်လိုက်ကြပြီး၎င်းတို့ဤကားကြီးရဲ့ကိုတည်ဆောင်သွားခဲ့ကြသည်မကြခင်မှာပင်ထိုဟမ်မကားကြီးကပြန်လဲဆက်နိုးလာပြီးညရဲ့အမောင်ထုတဲ့သို့အလျင်မြန်ပြောက်ွယ်သွားခဲ့သည်အဝေးကအမောင်ရိပ်တွေကြားထဲတွင်တော့ယထာတိကားတစ်စီးရှိနေပြီး မိန်ဖြော့ဖြော့မိအောင်များကဘရိုက်စ်ရဲ့မျက်နှာပေါ်သို့ထိုးကျနေပြီးသူ့ပုံစံအားအလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေစေခဲ့သည်။ရှားလော့ကာရာဒါရီအားလုံးနဲ့ပြည့်နေနေပဲနင်လယ်နဲ့မလို့အခြေအနေမျိုးရောက်ပြီးတဲ့နောက်ကျရင်ငါ့ရှိမှာဘလို့ဆက်ပြီးမောက်မာနေနိုင်ဦးမလဲဆိုတာကြည့်ရသေးတာပေါ့။လူပြတ်တဲ့လမ်းမပေါ်ရင်တော့ပြန်လဲတိတ်ဆိတ်သွားခဲ့ပြီးဘာမှမရှိတော့ပဲတိုက်ခိုက်ခံရမှုကြောင့်မမီလို့မရနိုင်အောင်ပျက်စီးသွားသည့်ကားတစီးသာတိတ်တဆိတ်ကြံရိတ်ခဲ့တော်သည်။ခဏအကြာတွင်ဆိုဖီကတတိပြန်လဲလာခဲ့ပြီးပျက်စီးနေသောကားအားမြင်လိုက်ရတဲ့ခါတွင်အစောပိုင်းကဖြစ်ပျက်ခဲ့သည့်များအားပြန်တတိရသွားခဲ့သည်။သူမကထိတ်လန့်စွာဖြင့်ပပတ်လေကိုအယူမူလိုက်ကြည့်လိုက်သည် ရှားတော့ထိုင်ခဲ့သည့်ထိုင်ခုံကဗလာဖြစ်နေခဲ့ပြီးကားတစ်ခါကပွင့်နေကကြေမွနေတဲ့မန်ဆာတွေကမြေပြင်ပေါ်မှာပြန့်ကျဲနေခဲ့သည်။ရှားတော့အာဘယ်နေရာမှာမှရှာမတွေ့တော့ပေ။ရှားတော့ထိုချိန်တွင်ချေယုံကတော့အိမ်မှာအီမီလီယာကိုတိတ်ပြီးနောက်လွန်ခဲ့တဲ့ရက်အနေငယ်တွင်မှဖြစ်ပျက်ခဲ့တဲ့အရာများအားအထက်ထက်ခါခါပြန်တွေ့နေခဲ့သည်။သို့တော်လည်းရှားတော့ရဲ့အခန်းထဲမှာတော့တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ချေယုံကတခါခောက်လိုက်တော့လည်းအထဲကနေဘာတမ်းမှထွက်မလာခဲ့ပေ။ရှားတော့အထဲမှာရှိလား။သူမကတကားကိုထက်ခောက်လိုက်ပြီးလက်ကင်ဖူကိုလက်ကတကားဖွင့်လိုက်တဲ့အခါတွင်ရှားလော့ရဲ့အခန်းကပလာဖြစ်နေတာကိုတွေ့လိုက်ရသည် ချေယုံကမျက်မှောင်ကျုပ်လိုက်သည်ညအစ်တနာကြီးတောင်ထိုးတော့မှာပဲသူအခုထိအိမ်ပြန်မရောက်သေးဘူးလားကာယန်ကတော့မြို့ဝအင်ဂျီအားဝတ်ဆင်ထားပြီးအောက်ထပ်အိမ်ခန်းထဲတွင်မုန်းထိုင်စားနေခဲ့သည်အမေရှာလော့ဘသွားလဲသူအိမ်မှာမရှိဘူးလားအော်သူမရှိဘူးလားကာယန်ကသူမရဲ့ငယ်ဆုံးသမီးအိမ်မှာမရှိဘူးဆိုတာကိုတတိထားမိသွားတော့လဲသူမကတိတ်လေးနဲ့မထားခဲ့ပေသူမကပေါ့ပေါ့ပါပါပဲပြောလိုက်သည်သူတငယ်ချင်းစီသွားတာနေမှာပေါ့ချေယုံကပြောစရာစကားမဲ့သွားပြီးသူမညီမစီတို့ဖုန်းခေါ်ပြီးမင်းမလို့ပြင်နေတော့မှာပဲသူမဖုန်းကရုတ်တရက်မိလာခဲ့သည် သူမဖုံးကင်ကင်ချင်းပဲတစ်ဖက်ကဆိုဖီရဲ့ငိုရှိုက်တံကိုကြားလိုက်ရသည်ချေယုံဒုက္ခတော့ရောက်ပြီရှားတော့အနေရရှိနေပြီချေယုံရဲ့မျက်နှာကချက်ချင်းဖြူဖြော့သွားသည်ထိုချိန်တွင်လူကတ်စ်ကတော့ကာတစီရဲ့နောက်ခန်းမှာထိုင်နေပြီဂျော်ဟန်ကနောက်ပိုင်းစုံစမ်းမေးမြန်းလို့ရလာသည်တရင်ချက်လက်တချို့အားတရင်ပို့နေတာကိုနားထောင်နေစဉ်ရုတ်တရက်သူ့ရဲ့လက်ကင်ဖုံးကမြည်လာခဲ့သည်ဒါကချေယုံစီကဖုံးပဲချေယုံကသူ့စီကိုယ်တိုင်ကိုကြဖုံးခေါ်လာတာကိုမြင်လိုက်ရတော့လူကတ်စ်မျက်နှာကပုံမုံနူးညံ့သွားခဲ့ပြီးဖုံးကိုလက်ခံလိုက်သည်ချေယုံလူကတ်စ်ရှားတော့ပြန်ပေးဆွဲခံလိုက်ရတယ်ကျမတို့ဘယ်လိုလုပ်ကြမလဲ ရှင့်မှာသူ့ကိုကယ်တင်နိုင်မဲ့နေလန့်ရှိလားဖုန်းလိုင်းပွင့်သွားတာနဲ့သူကချေယုံရဲ့ထိတ်လန့်တကြားဖြစ်နေတဲ့အတန်ကိုကြားလိုက်ရသည်လူကတ်စ်ရဲ့မျက်နှာကချက်ချင်းတင်းမာသွားခဲ့သည်စိတ်မပူပါနဲ့ကိုကိုဖြည်းဖြည်းချင်းပြောပြသူဘယ်နေရာမှာပြန်ပေးဆွဲခံလိုက်ရတာလဲတယောက်ယောက်မြင်လိုက်သေးလားလူကတ်စ်ရဲ့တည်ငြိမ်တဲ့မေးမြန်းမှုအောက်တွင်ချေယုံကဆိုဖီခုနကမှသူမအားပြောပြခဲ့တဲ့အရာအလုံးကိုပြောပြလိုက်သည်ဒါ့အပြင်ဒေါမနစ်ရဲ့အလဲပက်ရောက်လာမှုနဲ့ဘရိုက်စ်ကရှာအောင်အားနှစ်ချိန်တိုင်တိုင်ချင်းကတ်ခဲ့တော်လဲသူမရဲ့ညှင်းပယ်ခြင်းကိုခံခဲ့ရတယ်ဆိုသည့်အချက်တွေလည်းပါဝင်ခဲ့သည် သူမရဲ့စကားတွေကိုကြားပြီးရဲ့နောက်တွင်လူကတ်စ်ကအဖြစ်အပျက်ကိုအနေငယ်ခံမှန်းမိသွားခဲ့သည်ချဲ့ယုံအရန်မစိုးရင်ပါနဲ့အိမ်မှာပဲငြိမ်ငြိမ်နေပြီးစောင့်နေဘယ်မှမသွားနဲ့ကိုအခုရှားအုပ်ကိုသွားရှာတော့မယ်ကိုသူ့ကိုအိမ်ကိုဘေးကင်းကင်းနဲ့တေချာပေါက်ပြန်ခေါ်လာခဲ့မယ်စိတ်မပူနဲ့နော်ဖုံးချပြီးတဲ့နောက်တွင်လူကတ်စ်ကကားမောင်းနေတဲ့ဂျော်ဟန်အားအေးဆက်ပြီးတင်းမာတဲ့မျက်နှာထားနဲ့ပြောလိုက်သည်ကားပြန်လဲကာတာမီသားစုစီသွားမယ်လူကတ်စ်ရဲ့ရေခဲတမျှအေးဆက်တဲ့အတန်ကိုကြားလိုက်ရတော့ဂျော်ဟန်တယောက်ရင်ုံသွားမိတာကိုမထိနိုင်ခဲ့ပေဟုတ်ကဲ့လူကတ်စ် ကာတာမီသားစုရဲ့အဓိကအင်တော်ကြီးတွင်ဒေါမနစ်ကအခန့်တခန့်နဲ့၌စိတ်ပျက်စွာဖြင့်ဟိုဟိုဒီဒီလမ်းလျှောက်နေခဲ့သည်။ပုံမှန်အဖြစ်ဆိုရင်သူကအနားယူနေလောက်ပြီဖြစ်သည်။သို့တော်လည်းအခုချိန်တွင်ကာတာမီသားစုကအကြက်တဲတစ်ခုနဲ့ရင်ဆိုင်နေရသဖြင့်သူကစိတ်ရှုပ်ထွေးနေခဲ့ပြီးစိုးရိမ်ပူပန်မှုတွေနဲ့ပြိနေနေသောကြောင့်နည်းနည်းလေးမှတောင်အိတ်ချင်စိတ်မရှိခဲ့ပေ။ညဆက်တနာရီတောင်ထိုးနေဖြစ်ပြီးချင်းငွေပြန်ဆက်ရမယ်။နောက်ဆုံးသတ်မှတ်ချိန်မတိုင်ခင်တနာရီပဲကျန်တော့တာကိုမြင်လိုက်ရတော့ဒေါမနစ်ကအလွန်အမင်းထိတ်လန့်နေကြဖြစ်လာခဲ့သည်။သို့တော်လည်းသူကဖြည့်ရှင်းနည်းအားလုံးကိုတုံးခဲ့ပြီးဖြစ်သလိုသူ့ရဲ့မိတ်ဆွေဟောင်းများအားအကူအညီတောင်းဖို့စူးစမ်းခဲ့တော်လဲဘာမှအရာမရောက်ခဲ့ပေ။ ကာတာမီသားစုကဒီအတိုင်းပဲပြည့်စည်သွားတော့မှာလားမဖြစ်နိုင်ဘူးငါအဲ့ဒီလိုတော့အဖြစ်မခံနိုင်ဘူးဒေါမနစ်ကနောက်တစ်နေ့တွင်တံမိုးကြီးလက်ဆောင်တချို့အားပို့ပြီးဗန်ရဲဒါရိုက်တာနဲ့မိတို့စကားဆက်မိပြောရမလဲဆိုတာကိုစဉ်းစားနေချိန်တွင်အောက်ထက်မှကျေလောင်တဲ့ထုနှက်တန်တကြွကြွမိတန်များနဲ့အော်ဟစ်တန်တချို့ကိုကြားလိုက်ရသည်သူကချက်ချင်းပဲဒေါသတွေထွက်လာခဲ့ပြီးတကားကိုဆွဲဖွင့်ကအော်ဟစ်လိုက်သည်ဘာတွေစူညံနေကြတာလဲသို့တော်လဲဒေါမနစ်ကအောက်ထက်ကအခြေအနေကိုမြင်လိုက်ရတဲ့ခါတွင်သူ့မျက်လုံးများကထိတ်လန့်မှုကြောင့်ရုတ်တရက်ပြူးကျဲသွားခဲ့သည်ကာတာအိမ်တော်ရဲ့မြင်မာပြီးခန်းရထဲဝါလာတော့ခြံတကားကြီးက ကျန်းတဲ့နဲ့ကန်ကြောက်မှုကြောင့်ပုံပြပန်းပြဖြစ်နေခဲ့ပြီးကျန်းပြင်ပေါ်တွင်လည်းမှန်ဆန်များပြန့်ကျဲနေခဲ့သည်မြေပြင်ပေါ်တွင်လူဆယ်ယောက်ထက်မနည်းလဲရောက်နေခဲ့ကြပြီးသူတို့အားလုံးကကာတာမီသားစုဝင်တွေနဲ့လုံခြုံရေးအဖွဲ့များဖြစ်နေသည်ခမ်းမအလဲဘဟုတွင်လူတစ်ယောက်သာမတည့်ရက်နေခဲ့ပြီးထိုသူစီမကြောက်မှတ်ဖွယ်ကောင်းသည့်အငွေ့သက်များထွက်ပေါ်နေခဲ့သည်မင်းဘယ်သူလဲဘာဖြစ်လို့ကာတာအိမ်တော်ရဲကိုကျူးကျော်လာတာလဲဒေါမနစ်ရဲ့နှလုံးသားကတုံတုံခုန်နေခဲ့ပြီးတတိမွေးကမေးလိုက်သည်ထိုလူကခေါမော့လိုက်ကယင်းကြီးရဲ့မျက်နှာတစ်ခုအားဖော်ပြလာခဲ့သည်မင်းမဟုတ်လားဒေါမနစ်ကအကြီးကျယ်တုံလုံသွားပြီးနောက်ဒေါသတွေထွက်လာခဲ့သည် ချက်ယုံကာရာရဲ့အတုံးမကျတဲ့ယောက်ျားကငါ့အိမ်ထဲကိုကျူးကျော်ရဲဟုတ်လား။သူကငါတို့ကိုအနိုင်ကျင့်လို့လွယ်များထင်နေလား။လုံကြုံရေးတွေလာကြဆန်း။ဒီလူကိုအပြင်ကိုဆွဲထုတ်သွားကြဆန်း။ဒေါမနစ်ကဟိန်းဟောက်လိုက်သည်။လူကတ်စ်ကတော့မတော်မလောက်ရက်နေခဲ့သည်။ဂျော်ဟန်ကတော့အပြင်မှာပဲနေခဲ့သည်။မြေပြင်ပေါ်တွင်တော့လူတော်များများကတတိလက်နေခဲ့ကြပြီဖြစ်သည်။ပရိုက်စ်ကာရာဘယ်မှာလဲ။သူ့ကိုထွက်လာခိုင်းလိုက်။လူကတ်စ်ကအေးဆက်ဆက်ပြောလိုက်သည်။ဒေါမနစ်တယောက်ဒေါသတွေထွက်လာခဲ့သည်။မင်းကဘာကောင်မို့လို့ငါမင်းနာမည်ကိုတိုက်ရိုက်ခေါ်ရတာလဲ။မင်းလိုအတုံးမကျတဲ့ကောင်ကများ ဒေါမနစ်စကားမဆုံးခင်မှာပဲသူ့မြင်အာရုံတွေကဝေဝါးသွားပြီးလူကတ်စ်ကချက်ချင်းပြောက်ွယ်သွားခဲ့သည်မျက်စိတမိတ်အတွင်းမှာပဲသူကဒေါမနစ်စီကိုရောက်လာခဲ့ပြီးသူ့လက်ပင်အားညှစ်ထားလိုက်သည်ခင်မားရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုနားထောင်ပေးဖို့ကြုံမှာဆက်ရှိမနေဘူးဘရိုက်စ်ကာရာဘယ်မှလဲပြောစမ်းလူကတ်စ်ရဲ့အချိန်ကမျက်လုံးလာသည်မျက်စိတမိတ်အတွင်းမှာပဲသူကလေကားထိပ်စီကိုရောက်သွားပြီးဒေါမနစ်ကာရာရဲ့လက်ပင်အားဆွဲညှစ်ထားလိုက်သည်ဒေါမနစ်ကအကြီးကျယ်တုံ့လောက်သွားပြီးလူကတ်စ်ရဲ့လက်အားအသေးအတန်စူးစမ်းဖယ်ရှားခဲ့တော်လဲအရာမထင်ခဲ့ပေမင်းမင်း သူစကားတလုံးစပြောလိုက်သည်နှင့်လူကတ်ကသူ့လက်ပင်ပေါ်မှလက်အားပုံမအားထည့်လိုက်ပြီးသူ့စကားကိုဖျက်တောက်ပစ်လိုက်သည်လူကတ်ကတဖြည်းဖြည်းနီးရဲလာတဲ့ဒေါမနီရဲ့မျက်နှာအားအေးဆက်ဆက်စိုက်ကြည့်လိုက်သည်ကျုပ်အရင်ဆုံးရှင်းရှင်းလင်းလင်းပြောထားမယ်ရှားဟောကာရာသာတခုခုဖြစ်သွားခဲ့ရင်ကာတာမီသားစုတစုလုံးသူ့စားလိုက်တည်ပေးရလိမ့်မယ်ဒေါမနီတယောက်သူ့ဤဘဝတွင်ပထမဆုံးချိန်ဖြစ်တည်ခြင်းတရားရဲ့ချင်းချောက်မှုကိုခံစားလိုက်ရသည်ဒီလိုတည်ကြည်ပြီးခက်ထန်နေတဲ့လူငယ်တယောက်ရဲ့ရှေ့တွင်သူ့တက်ကအနေရရှိနေပြီလို့သူခံစားလိုက်ရသည်ဒေါမနီရဲ့မှုန်ဝါးဝါးမျက်လုံးများတဲ့တွင်ကြောက်ရွံ့မှုအရေးရောင်များထင်ဟပ်သွားခဲ့သည် လူကတ်ကသူ့လက်ကိုဝှေ့ရမ်းလိုက်စဉ်ဒေါမနစ်တယောက်အဝတ်စုပ်တစ်ခုလိုနယံအားအချိန်နဲ့စောင့်မိသွားသည်သူ့လက်ပင်အားလက်နဲ့အုပ်ကင်ထားရင်ဒေါမနစ်ကအသေးအတန်ချောင်းဆိုးလိုက်ပြီးနောက်အသက်ကိုမနှေးရှူလိုက်ရသည်ဒေါမနစ်ကလူကတ်အားနာကြီးမှုရောကြောက်ရွံ့မှုပါရောရှက်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်လူကတ်ကသူ့အားပြန်ကြည့်လိုက်ချိန်တွင်ဒေါမနစ်ကချက်ချင်းထိတ်လန့်တကြားမျက်နှာလွှဲလိုက်သည်ငါငါလဲ price ဘယောက်နေလဲမသိဘူးသူ့ကိုဖုန်းခေါ်ရှာလော့ကိုအကောင့်မကတိအတိုင်းပြန်ခေါ်လာခိုင်းလိုက်ဒူမတာဒံယာတစ်ခုခုရခဲ့ရင်ကျုပ်တို့ကိုတက်ပြစ်မယ်မင်းဘလို့တောင်လုပ်ရတာလဲ တကားဝတွင်အမျိုးသမီးတစ်ယောက်ကလူကတ်စ်အားဒေါသတကြီးဆက်ကြည့်လိုက်သည်မင်းလိုအောက်တန်းစားတကောင်ကဘရိုက်စ်ကိုထိရဲ့ရင်ထိကြည့်ငါမင်းကိုတက်ပစ်မယ်သူမစကားမဆုံးခင်မှာပဲဂျော်ရန်ကသူမအားလှေကားအောက်သို့ကန်ချလိုက်ပြီးလွတ်စင်သွားခဲ့သည်သူမကနောက်ထပ်စကားတခုံးတောင်မပြောနိုင်တော့ပဲနေရာမှာတင်တတိလက်သွားခဲ့သည်လူကတ်စ်ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံရဲတယ်ခင်များကတေးချင်နေတာလားဂျော်ရန်ကဒေါသတကြီးဟိန်းဟောက်လိုက်သည်လူကတ်ဆိုဒီမှာဂျော်ရန်အတွက်နှစ်ဖျားတစ်ပါးလိုဖြစ်ပြီးဘသူ့ကိုမှသူ့အားစော်ကားခွင့်ပြုမိမဟုတ်ပေ အစောပိုင်းတွင်လူကတ်စ်ကသူ့အားဘသူ့ကိုမှမတက်ရန်ညွှန်ကြားထားခဲ့၍သာမဟုတ်လျင်ထိုမျိုးသမီးကတည်တော်လောက်ပြီဖြစ်သည်။ဂျော်ဒန်ရဲ့ဂျန်နတ်မှုကခုခံဖို့စ조사ခြင်းနေသေးသည့်တခြားလူများအားချက်ချင်းပဲငြိမ်းချသွားစေခဲ့ပြီးသူတို့အားလုံးကလူကတ်စ်အားကြောက်ရွံ့တဲ့မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။ဒေါမနစ်ကလူကတ်စ်ရဲ့မျက်နှာမျက်နှာကဲကိုကြည်ရင်တရွေ့တစ်ချက်မျိုးချလိုက်ပြီးနောက်တုံရင်နေသည့်လက်ချောင်းများဖြင့် Bryce စီတို့ဖုံးခေါ်ရန်သူ့ဖုံးကိုထုတ်လိုက်သည်။အဲ့ဒီအချိန်မှာတော့ Bryce ကလူစီဟုခေါ်သည့်ကလပ်တစ်ခုတွင်ထိုင်နေပြီးသတိလက်နေသည့်ရှားတော့အားဘေးကဆိုဖာပေါ်တွင်ချထားလျက်တမန်ထွားချိုင်းသည့်မျိုးသားကြီးတစ်ယောက်အားကောက်ကျစ်စွာပြုံးပြနေခဲ့သည်။ Mr. Douglas ကျွန်တော်ညီမဝမ်းခွဲကတော်တော်လာတယ်မဟုတ်လား Price ကမျက်နှာချိုသွေးရင်မေးလိုက်သည် Mr. Douglas လို့ခေါ်တဲ့လူကသူ့လက်ချောင်းတွေကိုစန့်ထုတ်လိုက်ပြီးနောက်ရှာရော့ရဲ့မျက်နှာအားဆွဲညစ်လိုက်သည်။သူမအသားရည်ရဲ့နူးညံ့မှုကိုခံစားမိလိုက်တော့ထိုသူကကျေနပ်စွာနဲ့ခေါင်းညိတ်လိုက်သည်။သူမကတကယ်ကိုလာတာပဲ။ဒါပေမဲ့ကောင်းလေးမင်းကတော်တော်ရက်ဆက်တာပဲ။မင်းညီမဝမ်းခွဲကိုတောင်းပေးပြရက်တယ်။ဒါတွေအားလုံးက Mr. Douglas အတွက်ပါပဲ။ဒါအပြင်ဒီကောင်မကတော်တော်ကောင်းမှနေလို့သူ့ကိုသင်ခန်းစာပေးလိုက်တာပါ။ Price ကအလင်းမြန်ပြောလိုက်သည်။သူနဲ့ရှာလော့ကနမိခံမောင်းနှမဝမ်းခွဲတော်ဆက်ခြင်းမဟုတ်ပဲ ဒီတရင်တွေသာပေါက်ကြားသွားရင်မတင့်တော်မှာကိုသာစိုးရိမ်စိတ်မရှိခဲ့လျင်သူကမစ္စတာဒေါက်ဂလက်စ်အားခိုင်းမဲ့အစားရှားလို့ကိုချက်ချင်းအိတ်ရပေါ်ခေါ်သွားလောက်ပြီဖြစ်သည်။သူဤရဲ့ချက်မှာရှားလို့ရဲ့မဖွဲ့မရတပ်ပုံများနဲ့ဗီဒီယိုတချို့အားရိုက်ယူပြီးနောက်တွင်ထိုမတမ်းများအားသုံး၍ဆော်ယာမီသားစုထံတောင်းပန်ပေးဖို့ချင်းချောက်ဖို့ရန်ဖြစ်သည်။မစိုးပါဘူး။စိတ်မပူပါနဲ့။ဒီကောင်မလေးတာဒီညငါကိုကောင်းကောင်းပြုစုပေးမယ်ဆိုရင်အနာဂတ်မှာမင်းကိုအချိုးကျစုတချို့ငါတေချာပေါက်ပေးမှာပေါ့။ဒေါက်ဂလက်စ်ကသူ့အားကျေးဇူးပြုနေတယ်လို့မျိုးဟန်နဲ့ပြောလိုက်သည်။ဟုတ်ကဲ့ပါ။မစ္စတာဒေါက်ဂလက်စ်ကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ။ဒါဆိုကျွန်တော်မနှောက်ရှက်တော့ပါဘူး။ နောက်မှတပ်ပုံတွေနဲ့ဗီဒီယိုမှတ်တမ်းတွေကျွန်တော်စီပို့ပေးလိုက်ပါဗျာ။ Price ကပျော်ရွှင်စွာပြောလိုက်သည်။မြ мян ထွက်သွားတော့ထိုးတို့ပြောလိုက်ပြီးနောက် Douglas က Shaw ရဲ့အဝတ်အစားတွေကိုဆွဲဖျက်ဖို့စိတ်အားထက်သန်စွာတိုးသွားခဲ့သည်။ Shaw ကရုတ်တရက်ပြုတ်တက်လာပြီးအန်ချလိုက်သည်။ဒူမကခုနကဘာမှတယောက်တည်းအရက်တွေအများကြီးတောက်ခဲ့တာကြောင့်ဆိုဖာပေါ်မှာလဲလျောက်နေရင်အန်ချလိုက်မိတာပဲဖြစ်သည်။ဒူမရဲ့အဝတ်အစားတွေကိုပေးကျန်သွားစေရုံတင်မကပဲ။ဒူမရဲ့အန်ဖက်တွေကတီးတန့်ခန်းတစ်ခုလုံးတွင်ဆူရှတဲ့အနံ့အသက်တွေနဲ့ပြည့်နှက်သွားစေခဲ့သည်။ Hey Douglas ကစိတ်နှောက်ရှက်ဖြစ်စွာနဲ့အလျင်မြန်ရှောင်တိန်လိုက်သည်။ Mr Douglas စိတ်မပူပါနဲ့ကျွန်တော်သူ့ကိုတန်ရှင်းရေးလုပ်ပေးဖို့လူခေါ်လိုက်ပါမယ်ကျေးဇူးပြုပြီးတခြားခန်းကိုပြောင်းပေးပါခင်ဗျာကျွန်တော်သူ့ကိုအမြန်ဆုံးအခန်းတစ်စီပို့ပေးလိုက်ပါမယ် price ကဝန်ဆောင်မှုပေးသည့်ဝန်ထမ်းနှစ်ယောက်အားအလျင်အမြန်ခေါ်လိုက်ပြီးရှားတော့အားတန်ရှင်းရေးလုပ်ပေးဖို့ခေါ်ထုတ်သွားစေခဲ့သည်အဲ့ဒီအချိန်တွင်ဒေါမနစ်ထံမှဖုန်းဝင်လာခဲ့သည် price မင်းဘယ်မှာလဲမင်းရှားတော့ကိုဘာလုပ်လိုက်တာလဲသူ့ကိုအမြန်ဆုံးပြန်ခေါ်လာခဲ့စမ်းဖုန်းလိုင်းပွင့်သွားတာနဲ့ဒေါမနစ်ကအလျင်အမြန်အော်ဟစ်လိုက်သည်တစ်ဖက်တွင် price ကစိတ်လှုပ်ရှားစွာနဲ့ပြန်ပြောလိုက်သည်အဖိုးစိတ်မပူပါနဲ့ အဖိုးကျွန်တော်ကိုပေးထားတဲ့တာဝန်ကိုကျွန်တော်အမြန်ဆုံးပြီးအောင်လုပ်လိုက်ပါမယ်။ရှားလော့ကိုဆော်ယာမီသားစုစီမှာတောင်းပန်ခိုင်းလိုက်ပါမယ်။ဘရိုက်စ်ရဲ့စကားများကဒေါမနစ်အားတုံ့ပြန်သွားစေခဲ့ပြီးလူကတ်စ်ရဲ့အကြည့်တွေကလည်းရေခဲတမျှအေးဆက်သွားခဲ့သည်။ခွေးတခိုးကောင်သူ့ကိုအမြန်ဆုံးပြန်ခေါ်လာခဲ့။ကြားလား။မဟုတ်ရင်ငါတို့နှစ်ယောက်လုံးဆိုးဆိုးရွားရွားတည်ရလိမ့်မယ်။ဒေါမနစ်ကအတန်ကုန်ဟိန်းဟောက်လိုက်သည်။လူကတ်စ်ကသူ့စီတို့ရောက်လာပြီးဘရိုက်စ်နဲ့ရှားလော့ရဲ့တီနီယာကိုမိခရဲကဒေါမနစ်ကမကောင်းတဲ့နိမိတ်တစ်ခုကိုခံစားမိခဲ့ပြီးသားဖြစ်သည်။ ဘရိုက်စ်တာရှာတော့အာတကယ်ပဲဆိုးဆိုးရွားရွားတခုခုလုပ်ခဲ့မိရင်လူကတ်စ်ကသူတို့ကိုတကယ်ပဲတက်ပစ်လိုက်မယ်လို့ဒေါမနစ်ယုံကြည်နေခဲ့သည်ထိုချိန်တွင်ဒေါမနစ်ကတကယ်ကိုထိတ်လန့်သွားခဲ့ပြီးသူ့မြေပါဆိုးရွားတာမှမလုပ်ရသေးပါစေနဲ့လို့သာဆုတောင်းနေနိုင်တော့သည်သို့တော်လည်းဘရိုက်စ်ကတော့အလွန်အမင်းမကြည်မနှက်ဖြစ်နေခဲ့သည်သူကသူ့စီစဉ်ရဲ့အရေးကြီးဆုံးစင်ကိုရောက်နေခဲ့ပြီဖြစ်ပြီးမစ္စတာဒေါကလတ်စ်ကလည်းစောင့်ဆိုင်နေဖြစ်သည်သူကရှာတော့အာအိမ်ပြန်ခေါ်သွားလို့မဖြစ်ပေအဖိုးရှာတော့ကလူစီကလပ်မှာမစ္စတာဒေါကလတ်စ်နဲ့အတူတူရှိနေတယ်သူဒီညပြန်လာမှာမဟုတ်ဘူးဒီကိစ္စတည်းဝင်မရှုပ်ပါနဲ့ ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တာဝန်ကိုပြီးအောင်လုပ်ပြီးသူ့ကိုစော်ရမီသားစုစီတွားခိုင်းလိုက်ပါမယ်။ထို့သို့ပြောပြီးနောက် Bryce က Dominic ကိုဆက်ပြောခွင့်မပေးတော့ဘဲဖုန်းကိုချပစ်လိုက်သည်။ Hello Bryce Bryce Dominic ကဖုန်းရဲ့သို့အကြိမ်ကြိမ်အော်ဟစ်လိုက်ပြီးသူ့အားထက်ခေါ်ဖို့ကြိုးစားလိုက်သည်။ကံမကောင်းစွာဖြင့် Bryce ကချက်ချင်းဖုန်းချသွားခဲ့ပြီးသူ့ကိုဆက်တွေ့လို့မရတော့ဘဲ Dominic ရဲ့တကူလုံးတုံရင်လာခဲ့သည်။ Lucas မှထွက်ပေါ်လာတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အငွေ့သက်တွေကိုသူရှင်းရှင်းလင်းလင်းခန်းစားမိနေခဲ့သည်။ခင်မရဲ့မြေကသူ့ဒေလန်းသူရှာနေမှတော့ကျုပ်ကိုအပြစ်တင်လို့မရတော့ဘူး။ Lucas ကလက်ထွက်သွားခဲ့သည်။ ခန့်ခန့်နေပါအောင်ဒေါမနစ်တုံလုတ်သွားပြီးအလျင်မြန်အော်ဟစ်လိုက်သည်ဂျေဆုပြုတ်ပြီးသူ့ကိုခွင့်လွှတ်ပေးပါသူကအတိတ်တရားမရှိသေးလို့ပါအတိတ်တရားမရှိဘူးဟုတ်လားလူကတ်စ်ကပြန်လှည့်လာပြီးအေးဆက်ဆက်အတန်နဲ့ဆက်ပြောလိုက်သည်သူကရှားအောင်နဲ့ခြေယုံထက်အများကြီးအသက်ကြီးတယ်ရှားတော့တကယ်ပဲတခုခုဖြစ်သွားခဲ့ရင်သူ့အလောင်းကိုကောက်ဖို့သာစောင့်ရည်လိုက်တော့လူကတ်စ်ကဒေါမနစ်ရဲ့စကားများအားဆက်ပြီးနားထောင်မနေတော့ပဲဂျော်ဟန်ကိုဥဆောင်ပြီးကာတာအိန်တော်ရဲကနေတနက်မမတ်ထွက်ခွာသွားခဲ့သည်လူစီကလက်ကိုအမြန်ဆုံးသွားမယ်ကားပေါ်ရောက်တာနဲ့လူကတ်စ်ကဂျော်ဟန်အားအမိန့်ပေးလိုက်သည် အနက်ရောင်ကြက်ကကားကြီးကချက်ချင်းဆိုသလိုတွက်လက်တဲ့ကြက်တစ်တကောင်လားညရဲ့အမောင်းထုတဲတွင်ပြောက်ွယ်သွားခဲ့သည်လူစီကလပ်ရဲ့ပထမထပ်အဲ့ဂျိုခန်းမှထောင်းတနေရာတွင် Bryce ကအဝတ်စားပလာနီပါဝတ်ဆင်ထားသည့်ကောင်မလေးတစ်ယောက်အားပွေဖက်ထားသည်ပုံမှန်ဆိုသူကသူမနဲ့ပျော်ပျော်ပါပါ property လုပ်နေလောက်တော့လေဒီနေ့မှာတော့ Bryce ကတော်တော်လေးစိတ်မတည်မငြိမ်ဖြစ်နေခဲ့သည်ခမန်းကြီးရသလောက်တွင်ရှားတော့အားတန်ရှင်းရေးလုပ်ပြီးနောက် Mr. Douglas ရဲ့အခန်းစီတို့ပို့ပြီးလောက်ပြီးဖြစ်သည်သို့တော်လေသူလိုချင်သည့်ဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းများသူ့စီရောက်မလာသေးသဖြင့်သူစိတ်မလုံးမချုံဖြစ်နေမိသည်ဒါအပြင်ဘာကြောင့်မှမသိဒေါမနစ်ရဲ့အတန်ကသူ့အားမရေမရာစိတ်လှုပ်ရှားစေခဲ့သည် တော့ငါကဘာတွေဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲမနဲ့ပြန်ကြရင်အဲ့ဒီတပ်ပုံတွေကိုငါရတော့မှာပဲဟာပြီးရင်အဲ့ဒီကောင်မှရှားလို့ကိုစော်ရမီသားစုစီသွားပြီးငါတို့အတွက်စကားကောင်းလေးတွေပြောခိုင်းရမယ်မဟုတ်ရင်တော့ကာတာမီသားစုကဘာမှမရှိတော့တဲ့အခြေအနေနဲ့အဆုံးသတ်သွားလိမ့်မယ်ဘရိုက်စ်ကသွားကြိတ်လိုက်ပြီးသူ့နဘေးမှာမင်းကလေးအားအတင်းဆွဲဖက်လိုက်ကအရက်တစ်ခွက်ကိုမောချလိုက်သည်ထိုချိန်တွင်အနက်ရောင်ကြက်ကကားကြီးတစ်စီးကလူစီကလက်စီတို့အရှိန်ပြင်းပြင်းနဲ့မောင်းနေလာခဲ့ပြီးအဝင်ဝတွင်စူညံတန်ဖြင့်တပတ်ခန့်ဝိုက်ရွတ်ဆွဲကရက်တန်သွားခဲ့သည်လူနှစ်ယောက်ကကားပေါ်မှဆင်းလာပြီးကလက်ထဲသို့အလျင်မြန်ခြေလန်းကျဲကြီးတွေနဲ့ဝင်သွားခဲ့ကြသည် ရိုက်စ်ကတိုက်ဆိုင်စွာဖြင့်တကားဘက်သို့မျက်နှာမူထားမိပြီးလူကတ်စ်ဝင်လာတာကိုမြင်လိုက်ရသည့်အခါတုံ့လောက်သွားမိတာကိုမထိနိုင်ခဲ့ပေလူကတ်စ်လားဒီအတုံးမကြတဲ့ကောင်ကများလူစီလိုနေရာမျိုးကိုလာနိုင်လောက်တဲ့ပိုက်ဆံရှိလို့လားထို့သောတွေးလိုက်ပြီးနောက်သူကပျော်ရွှင်စွာပြုံးလိုက်သည်ဟွန်းအဲ့ဒီငတုံးမချေယုံကသူ့ရဲ့အတုံးမကြတဲ့ယောက်ျားကသူ့ပိုက်ဆံတွေကိုတုံးပြီးရှောက်လည်နေတာကိုတိကောတိရဲ့လားမသိဘူးအဲ့ဒီအချိန်မှာပဲဘရိုက်စ်ရဲ့ဖုန်းကထက်မိလာခဲ့သည်ဒေါမနစ်စီမှဖုန်းဖြစ်သည်ဘရိုက်စ်ကအစကားတော့ဖုန်းမကင်ပဲနေရန်စဉ်းစားလိုက်သည်သို့တော်လည်းတာဝန်ကပြီးဆုံးတော့မည်ဟုတွေးလိုက်မိသဖြင့် ။တရင်ကောင်းအားအဖိုးဖြစ်သူထံပြောပြဖို့အချိန်နှံပြီးဟုဆုံးဖြတ်လိုက်သည်။ဟဲလိုအဖိုးစိတ်မပူပါနဲ့။ကိစ္စကပြီးတော့မှာပါ။ကျွန်တော်ရှာဟောက်ကာရာရဲ့ဗီဒီယိုနဲ့တက်ပုံမှတ်တမ်းတွေကိုရတာနဲ့သူကျွန်တော်တို့စကားနာမထောင်ပါဘူးစိုးရိမ်စရာမလိုတော့ပါဘူး။ဒေါမနစ်တယောက်စက်တီတီသွားသည်။ Price Barry နေလဲဆိုတာကိုသဘောပေါက်သွားတဲ့ခါတွင်ဒေါမနစ်ကဒေါသထွက်လုံးသဖြင့်မျက်နှာတစ်ခုလုံးနီးရဲတက်လာခဲ့သည်။ခွေးမသားဘသူကမင်းကိုရှာလို့ကိုအဲ့ဒီလိုလှောက်ခိုင်းလို့လေမင်းတကယ်တည်ချင်နေတာလားသူ့ဖိုးကဒေါသထွက်ပြီးစိုးရိမ်ပူပန်နေတာကိုကြားလိုက်ရတော့ Bryce ကသူ့တစ်ခုခုနားလည်မှုလွဲသွားတယ်လို့ထင်လိုက်သည် ဒါကြောင့်သူကအလျင်မြန်ရှင်းပြလိုက်သည်အဖိုးကျွန်တော်လုပ်တာမဟုတ်ပါဘူးကျွန်တော်သူမကိုလူစီကလက်ကမစ္စတာဒေါက်ကလက်စီပေးလိုက်တာကိစ္စပြီးသွားရင်ကျွန်တော်စီကိုဗီဒီယိုတွေနဲ့တက်ပုံတွေပို့ပေးလိုက်မယ်အဲ့ဒီအခါကျရင်ဒီကိစ္စကပြီးသွားပြီပဲအရင်တုန်းကဒေါမနစ်ရဲ့သဘောတူညီချက်နဲ့သူချေယုံကိုထောင်ချောက်ဆင်ဖို့ပြင်ပလူတွေနဲ့ပူးပေါင်းကြံစီခဲ့ဘူးပေသည်ဘရိုက်စ်ကဒီတစ်ခါမှာတော့တခုခုမားရင်းနေတယ်လို့ခံစားလိုက်ရသည်ထို့ပြင်ကာတာမီသားစုရဲ့အချက်တဲကမကြခင်ပြေလည်တော့မှဖြစ်၍ဒေါမနစ်ကဒီကိစ္စကြောင့်ပျော်ရွှင်နေလိမ့်မယ်ဟုသူတွေးထားခဲ့သည်ဘရိုက်စ်အန်အားတင်သွားသည်မှာဒေါမနစ်ကသတင်းကိုကြားပြီးနောက် ်ပျော်ရွှင်မနေသည့်အပြင်ဒေါသတွေပောက်ကွဲထွက်လာခဲ့ခြင်းဖြစ်သည်။မင်းကတကယ်ပဲငါ့ကိုတေးအောင်လုပ်တော့မှာပဲ။သူ့ကိုအကောင့်မကတိအတိုင်းအမြန်ပြန်ခေါ်လာခဲ့။ထိုစကားကိုကြားတော့ Bryce ကမကြည်မနှက်နဲ့ပြန်ပြောလိုက်သည်။အဖိုး၊သူက Mr. Douglas ရဲ့အခန်းထဲကိုရောက်နေပြီလေ။ကျွန်တော်သူ့ကိုဘလို့ပြန်ခေါ်လို့ရမှာလဲ။ဒေါမနစ်တယောက်ဒေါသထွက်လုံးနေတဲ့ဖြင့်တွေးတောင်အံ့တော့မလို့ဖြစ်သွားသည်။ဒါဆိုအဲ့ဒီကနေအမြန်ဆုံးထွက်သွားတော့ Lucas Minshi ရဲ့နေရာကိုလာနေပြီ။သူမင်းကိုရှာမတွေ့စေနဲ့။ကြားလား ထိုခါကျမှ Bryce သည် Lucas ကဒီကိုပြောဖို့လာတာမဟုတ်ပဲ Charlotte ကိုလာရှာနေခြင်းဖြစ်ကြောင်းနောက်ဆုံးတော့သဘောပေါက်သွားခဲ့သည်စိတ်ဝင်စားစရာပဲ Lucy Clark က Mr. Douglas ပိုင်နာ Lucas ကသာ Charlotte ကိုဒီမှာလာရှာဖို့စူးစမ်းရင်သူကသူ့ကိုခေါ်သွားနိုင်မှာမဟုတ်တာသိကြတယ်ဒါပြင် Mr. Douglas ကလည်းဒီမှာပြစ်ဒဏ်လာရှာတဲ့အတွက်ခံရမဲ့ကျိုးဆက်တွေကိုသူမခံနိုင်အောင်တေချာပေါက်လုပ်ပါလိမ့်မယ် Bryce ကရုတ်တရက်စိတ်လှရှားသွားပြီးပြောလိုက်သည်အဖိုး Lucas ကဒီကိုရောက်နေပြီဟဲဟဲကျွန်တော်ပွဲကြီးပွဲကောင်းသွားကြည့်လိုက်အောင်မယ်မစ္စတာဒေါဂလပ်စ်ကသူ့ကိုပြော့ဖက်သွားအောင်ထိုးလိုက်မယ်လို့မျှော်လင့်တာပဲ ကျွန်တော်ရဲ့ကြိုးသွားတဲ့လက်ကောက်ဝတ်အတွက်လက်စားပြန်ခြေခွင့်ရတော့မယ်။ဒီလိုပြောပြီးနောက်မှာတော့ Bryce က Lucas ဘလောက်ဆိုးဆိုးရွားရွားရိုက်ခံရမလဲဆိုတာကိုမြင်ကျင်စောနဲ့ဖုံးအားအမြန်ချပစ်လိုက်သည်။ Hello. Hello. Dominic ကသူ့ဖုံးကိုကရင်ဒေါသတကြီးတုံရင်လေးရဲ့အော်ဟစ်လိုက်သည်။ Ming ကငါ့ကိုတေးအောင်လုပ်တော့မှာပဲ။ Lucas ကသာသူ့ကိုမိသွားခဲ့ရင် Bryce တော့ဒုက္ခကြီးကြေတွေ့တော့မှာပဲ။ Bryce က Dominic ရဲ့တူးတဲ့တော်မျိုးဖြစ်ပြီး Carter မိသားစုရဲ့အမွေဆက်ခံသူဖြစ်သူကတတ်မှတ်ထားခြင်းဖြစ်သည်။သူသားတစ်ခုခုဖြစ်သွားခဲ့လျင် Dominic ဘာလုပ်ရမလဲမသိတော့ဘဲ။ ဒေါမနစ်ကစိုးရိမ်ပူပန်နေချိန်မှာပဲလူကတ်စ်နဲ့ဂျော်ရန်တို့ကလူစီကလက်ဤစတုတ်ထက်ထက်ဖြစ်သည့် VIP အခန်းစီတို့တန်းတန်းမတ်မတ်ပြည့်တက်သွားခဲ့တော့လေလုံချုံရဲ့ဖွဲ့ချိုးရဲ့တားဆီးခြင်းကိုခံလိုက်ရသည်။တောင်းပန်ပါတယ်လူကြီးမင်းကလက်ရဲ့ VIP ဧည့်သည်တွေပဲဒီထက်ကိုဝင်ခွင့်ရှိလို့ပါ။လူကတ်စ်ကသူ့ကိုလစ်လျူရှုထားတော့လေဂျော်ရန်ကရှေ့ကိုတက်လိုက်ပြီးဟိန်းဟောက်လိုက်သည်။ဘလက်ဒေါကလက်စ်နဲ့သူခေါ်လာတဲ့မင်းကလေးပဲမှာလေလုံချုံရဲ့ဖွဲ့များကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ဒီကောက်လေးတန်ကတော်တော်ရန်လိုတာပဲပြစ်တနာလားရှာတာလားဘေးတွင်ရက်နေသောတမထွားချိုင်းသည့်လူများက သူ့စကားကိုကြားတာနဲ့ချက်ချင်းပဲကြော်ရန်အားဝိုင်းထားလိုက်ကြသည်ထိုလူတွေကဒေါက်ဂလတ်အတွက်အလုပ်လုပ်ပေးသည့် professional တက်ခိုက်ရေးသမားများဖြစ်ကြသည်ပုံမှန်အားဖြင့်သူတို့ကလူစီကလပ်ရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကြံရေးကိုတာဝန်ယူကြပြီးကလပ်တွင်ဖြစ်ပွားသည့်ပြိပခတ်အားလုံးကိုဖြေရှင်းပေးကြသည်ထိုသူများမှာဟမ်မာကားဖြင့်ဆိုဖီကားအားဝန်တိုက်ပြီးရှာလော့ကိုခေါ်ထုတ်သွားခဲ့တဲ့လူတွေပင်ဖြစ်သည်ကောင်စုပ်လေမင်းပြစ်တနာလာရှာတာလားဒါပဲနေရာလဲဆိုတာကောသိရဲ့လားခေါင်းဆောင်ဖြစ်ပုံရသည့်တမာထွားချိုင်းတဲ့လူကလူကတ်စ်နဲ့ဂျော်ဟန်အားရန်လိုစွာစိုက်ကြည့်လိုက်သည်မင်းတွေ့ချင်းနေရာပဲဂျော်ဟန်ကလျက်စီးလက်တလိုမျိုးတမာထွားချိုင်းတဲ့လူရဲ့ရှေ့သို့ချက်ချင်းရောက်ရှိသွားသည် သူကသူ့လက်မောင်းကိုမြောက်လိုက်ပြီးထိုလူရဲ့မျက်နှာကိုအားနဲ့ရိုက်ချလိုက်သည်အာတမထွားချိုင်းတဲ့လူကဂျော်ဒန်ရဲ့ရိုက်ချက်ကြောင့်လွင့်စင်သွားပြီးအော်ဟစ်လိုက်သည်ထိုသူကအချိန်တော်ကြာအောင်ပြန်မထနိုင်ခဲ့၏သူ့မျက်နှာကချက်ချင်းဖူးယောင်သွားပြီးသွားနှစ်ချောင်းလဲကျွတ်ထွက်သွားခဲ့သည်ဂျော်ဒန်ရဲ့တိုက်ခိုက်မှုမှာလျှက်စီးလက်တလို့မြန်ဆန်ပြီးအလုံးအုံုံတုံးခဲ့သည်တို့ဖြစ်ရပုံမှန်အဖြစ်တခြားသူများအားထိုးနှက်ရိုက်နှက်နေကြပင်ဖြစ်သည့်ထိုလူများ၏ကျော်ဒိုတွေကနေစိန်ခံနဲ့အေးဆက်သွားမိတာကိုခံစားလိုက်ကြရသည်မင်းတို့ဒီကလက်ကဒေါက်ကလက်စမီသားစုရဲ့ပိုင်ဆိုင်မှုဆိုတာမသိဘူးလားတမထွားချိုင်းတဲ့လူတွေကတင်းမာစွာမေးလိုက်သည် ငါတို့က Brad Douglas ကိုရှာနေတာသူဘယ်မှာလဲပြောစမ်း။ Johan ကမိကုံးထုတ်လိုက်သည်။သို့တော်လဲ Lucas ကစိတ်မရှိတော့ဘူးဆိုတာကိုမြင်လိုက်ရသဖြင့် Johan ကသူတို့အားနောက်ထပ်ခွင့်ရေးတွေမပေးတော့ဘို့ဆုံးဖြတ်လိုက်သည်။ Johan ကသူ့လက်သီးများအားကျုပ်ခနဲ့အတန်မီအောင်ဆုပ်လိုက်သည်။သူတို့နှစ်ယောက်လုံးစီမှနှိုင်းရှင်လို့မရတော့အောင်ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့တက်များထွက်ပေါ်နေခဲ့ပြီးတမာထွားကြိုင်းတဲ့လူများအားသူတို့နဲ့ရင်ဆိုင်တက်ခိုက်ဖို့မဝံ့ရဲလောက်အောင်ကြောက်လန့်သွားစေခဲ့သည်။ထိုသူများက Lucas နဲ့ Johan ရဲ့ရှေ့တွင်မတည့်ရနေရင်ချွေးစေးများပြန်လာကြသည်။ကာတာမီသားစုဆိုဒီမှာတင်းငယ်သည့်မိသားစုတစ်ခုသာဖြစ်ပြီး အမွေဆက်ခံသူဖြစ်သည့် Bryce ပင်သူတို့ရှေ့တွင်ဥညွတ်ပြီးလေးလေးစားစားဆက်ဆံခဲ့ရသည်။သူတို့ပြန်ပေးဆွဲလာခဲ့သည့်မိန်းကလေးကလည်းသူ့မိသားစုမှနှင်ထုတ်ခံထားရခြင်းဖြစ်သည့်ဘလို့ဖြစ်ပြီးထိုမိန်းကလေးအားလာရှာသည့်လူများကဒီလောက်တောင်အင်အားကြီးမှနေရသနည်း Lucas ကရှေ့သို့ခြေတလန်းတိုးလိုက်သည်နှင့်တမားထွားချိုင်းသည့်ထိုလူများကချက်ချင်းဖိအားတစ်ခုကိုခံစားလိုက်ရပြီးသူတို့နှလုံးသားတွေကပြင်းထန်စွာခုန်ပေါက်လာခဲ့သည်။သူတို့ထံတွင်ခုခံဖို့စိတ်ကူးတောင်မရှိကြတော့ပေ Mr. Douglas ကအတွင်းဘက်ကအခန်းထဲမှာရှိပါတယ်ခင်ဗျာ။အဲ့ဒီမိန်းကလေးလည်းရှိပါတယ်။ထိုတမားထွားချိုင်းတဲ့လူများက သူတို့ရှိကကြောက်မက်ဖွယ်ကောင်းတဲ့လူကသူတို့သာနေကွေးနေရင်အပိုင်းပိုင်းဆော့ဆာခြေမို့သွားအောင်ခြေမို့ပစ်မှာကိုစိုးရိမ်နေသည့်အလားအလျင်မြန်ဖွင့်ဟောင်းဝင်ခံလိုက်ကြသည်ထို့အချိန်မှာတော့ VIP ထက်ဤအတွင်းကျဆုံးပိုင်းကဇင်ခံခန်းတစ်ခန်းထဲတွင်ရှာလော့ကကတင်ပေါ်မှာတတိလက်မြမျောလျက်လဲလျောင်းနေခဲ့ပြီးသူမဘေးတွင်တော့အမျိုးသားတစ်ယောက်ကသူမအားပြင်းပြသည့်ဆန္ဒများပြည့်နှက်နေသည့်မျိုးလုံးများနှင့်ဆက်ကြည့်နေခဲ့သည်အခန်း90တမ94အထိပြီးပါပြီ